ဆင်နေကြတဲ့တက်တော်ရှင်များအားလုံးမင်္ဂလာပါရှင်။စိုက်ပျိုးရေးကိုလုပ်ကိုင်နေကြတဲ့တောင်သူဦးကြီးတွေနဲ့စိုက်ပျိုးရေးဝါသနာပါသူတက်တော်ရှင်တွေအတွင်းစိုက်ပျိုးရေးနည်းပညာတွေကိုမျှဝေတင်ဆက်ပေးနေတဲ့ဒုဒ္ဒပရိသာစိုက်ပျိုးနည်းပညာအစီအစဉ်ကိုအပတ်စဉ်ထုတ်လွှင့်ပေးနေပါတယ်။ဟုတ်ပါတယ်ရှင်။ဒီနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့ဘဲဘုတ်စာပေကျမ်းစာစီပို့ဘဲဘုတ်သင်းနဲ့စိုက်ကြဆန်းဆိုတဲ့ကောင်းစဉ်နဲ့ ဘဲဘုတ်သီးနှံရဲ့အတောင်းဝင်ပုံဘဲဘုတ်သီးနှံမှာပါဝင်တဲ့အာဟာရဓာတ်တွေနဲ့ဘဲဘုတ်စားစာတွေအကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတရားရှင်များရှင်မြန်မာနိုင်ငံရှိတိုင်းဒေသလူမျိုးအများစုဟာပရိုတင်တက်ကျွေးဝါးတဲ့ပေဖို့ကိုမျိုးမျိုးစုံနဲ့ပြုပြင်ဖန်တီးပြီးရောဟင်းရအဖြစ်ချက်ပြုတ်စားသုံးကြသလိုတရေစာအဖြစ်လည်းနှိမ့်ချစွာ စားသုံးကြပါတယ်။ပေမျိုးစုံသီးနှံတွေထဲမှာပေဖို့ဟာအာရှဒေသကမွေးသီးနှံဖြစ်ပါတယ်။ကမ္ဘာပေါ်မှာပေဖို့သီးနှံကို တောင်အမေရိကနဲ့မြောက်အမေရိကတိုက်တို့မှာကြေကြေပြင်းပြင်းစိုက်ပျိုးလျက်ရှိပါတယ်။ဟုတ်ပါတယ်။ ဘဲဘုတ်တင်းနဲ့ဟာအာဟာရဓာတ်နဲ့လူသားရင်းကျန်းမာရေးအတွက်အထောက်အကူပြုတဲ့အပြင်စီးပွားရေးရှုထောင့်ရကြည့်မယ်ဆိုရင်တန်ဖိုးရှိပြီးအရေးပါတဲ့တင်းနဲ့တစ်မျိုးဖြစ်ပါတယ်။ဘဲဘုတ်မှာအသားထက်ပရိုတင်းလင်းစင်ကနေ55ရာခိုင်နှုန်းနဲ့ဟင်းသီးဟင်းရွက်စီ19ကနေ20ရာခိုင်နှုန်းပါဝင်ပါတယ်။ဘဲဘုတ်စင်ဟာကမ္ဘာထိပ်တန်းနေရာမှာရှိတဲ့ဟင်းသီးဟင်းရွက်စီတစ်မျိုးဖြစ်ပါတယ်။ လူသားတွေစားသုံးတဲ့သင်းနံတွေမှာရှေးအကျဆုံးသင်းနံဖြစ်ပြီးတော့ဒီကနေ့ခေတ်မှာလည်းအသုံးဝင်ဆုံးသင်းနံအဖြစ်နိုင်ငံတကာဈေးကွက်မှာခိုင်မာတဲ့အောင်မြင်မှုရရှိနေပါတယ်။ဘဲပုတ်သင်းနံဟာစိုက်ပျိုးရေးကဏ္ဍမှာသာမကဘဲစက်မှုလုပ်ငန်းတွေအတွက်လည်းအလုပ်ကိုင်အခွင့်အရေးတွေဖော်ဆောင်ပေးနေတဲ့သင်းနံဖြစ်ပါရင်ဟောက်ပါရင်ရှင်မြန်မာနိုင်ငံရဲ့ဘဲပုတ်သင်းနံလက်ရှိစိုက်ပျိုးမှုအခြေအနေမှာစုစုပေါင်းစိုက်အေကဧက3သိန်းကျော်ရှိပြီးတော့ရှမ်းပြည်နယ်ဟာစိုက်ပျိုးထုတ်လုပ်မှုအများဆုံးအနေနဲ့ ။တနင်္ဂနွေလုံးမှာ ရှိတဲ့စိုက်အေကအားလုံးရဲ့90ရာခိုင်နှုန်းကတ်ကိုစိုက်ပျိုးလျက်ရှိပါတယ်။အခုလမ်းမင်းနဲ့2024-2025ခုနှစ်မှာရှမ်းပြည်နယ်ရဲ့ပဲဘုံစိုက်ပျိုးထုတ်လုပ်မှုကိုအေကတသောအထည်တိုးချဲ့စိုက်ပျိုးဖို့ရထားပြီးဟောစီမံချက်ချမှတ်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ပဲဘုံအများဆုံးစိုက်ပျိုးတဲ့ရှမ်းပြည်နယ်မှာလယ်မြေအများစုမှာစိုက်ပျိုးတဲ့စပါးတင်းနဲ့ရိတ်သိမ်းပြီးတဲ့အခါမှာလက်ကျန်အစိုးတန်းနဲ့ လေတီးတဲ့အဖြစ်ပဲပုတ်တီနံကို အများအပြားစိုက်ပျိုးလို့ရှိကြပါတယ်။အဓိကစိုက်ပျိုးတဲ့ပဲပုတ်မျိုးတွေကတော့ ဒေတာလုံးသိအခွန်အစိမ်အခွန်အဝန်နဲ့ဒေတာလုံးကြီးအခွန်ဝါချက်နဲ့ SB 60နဲ့ SB 45တို့ကိုစိုက်ပျိုးကြပါရယ်။ဒါတွေပြင်စိုက်ပျိုးရေးသူတေသနာဦးစီးဌာနကနေထုတ်လုပ်တဲ့ရေစင်း14ရေစင်း15မျိုးတွေဟာလည်းရှမ်းပြည်နယ်ရဲ့ရေမြရာသီဥတုနဲ့ကိုက်ညီတဲ့အတွက်တောင်သူတွေကနှစ်သက်လက်ခံပြီးစိုက်ပျိုးလျက်ရှိကြပါရယ်။အခုနှစ်2024-2025စိုက်ပျိုးရာသီအတွက်ထိုင်းနိုင်ငံကနေစီထွက်ဘဲပုံမျိုးကို အေကာတတော် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက်မှာယူတင်သွင်းပြီးတော့တောင်သူတွေလက်ဝယ်ကိုဖြန့်ဖြူးပေးထားပြီးဖြစ်ပါတယ်။ဟုတ်ပါတယ်။စံပြည်နယ်အနေနဲ့ပဲပုံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေဖို့တောင်အပင်းဆောင်ရွက်ရတဲ့ရည်ရချက်တွေကတော့ပဲပုံတည်နယ်မှာပဲပုံဟင်းသီးဟင်းရွက်စီထုတ်လုပ်ပြီးပြည်တွင်းစားသုံးစီဖူလုံမှုကိုတပတ်တလင်းကနေအထောက်အကူပြုစေဖို့ ပြည်သူတွေကျန်းမာရေးနဲ့ညီညွတ်ပြီးဘေးဥပက္ခင်းကအာဟာရဓာတ်ပြည်ဝင်စီကိုစားသုံးနိုင်စေရေးအတွက်ပြည်ထဲမှာပဲဘေးဘုတ်စီထုတ်လုပ်ပြီးဈေးနှုန်းသက်သာစွာနဲ့သုံးစွဲနိုင်စေဖို့နိုင်ငံတော်အနေနဲ့လည်းပြည်ပမှာစားအုံးစီမှာယူတင်သွင်းမှုလျှော့ချနိုင်တဲ့ဖြင့်နိုင်ငံသားဝင်ကုန်ကြမ်းစီတက်တောင်လာစေဖို့ရည်ရွယ်ပြီးဘေးဘုတ်စိုက်ပျိုးထုတ်လုပ်မှုကိုတိုးတက်အောင်ဆောင်ရွက်လျက်ရှိပါတယ်။မှန်ပါရဲ့ရှင်။ ပေပုတ်ဒီနန်ကိုနိုင်ငံအသီးသီးရှိဒေသအလိုက်လူမျိုးပေါင်းစုံတို့ကနေလန်မျိုးစုံနဲ့စားတောက်မှုပုံစံအမျိုးမျိုးဖြင့်ပြုပြင်ဖန်တီချက်ပြုတ်စားသုံးကြပါတယ်။ရှမ်းပြည်နယ်အတွင်းမှာနေထိုင်ကြတဲ့တိုင်းရင်းသားတွေဟာပေပုတ်စေကိုရေစိမ်ပြုတ်ပြီးပေပုတ်အစိုးအဖြစ်ပြုလုပ်ပြီးတော့မိမိကြိုက်နှစ်သက်တဲ့အရာသာထည့်ပြီးဟင်းတမဲအဖြစ်ရှိရခင်ကလေးကပင်ချက်ပြုတ်စားတောက်တဲ့အလေးအထရှိပါတယ်။ဒါ၄ပြင်ပေပုတ်ကိုကျူးမြင့်ရုပ်သီးတို့နဲ့ရောနှော့ပြီးအရာသာမျိုးစုံရှိတဲ့ ပဲပုတ်ချက်အချောက်ပြုလုပ်ပြီးတော့တာရှိခံအောင်ပြုလုပ်ခြင်းပဲပုတ်ပြားပဲပုတ်အတုံးစတာတွေအပြင်ပဲငပိချင်းဆက်ပဲငပိစီစိန်ပဲပုတ်တူဟုနောပဲပုတ်စီလောပဲနူရီပဲငပြိုင်စသဖြင့်စောင်းဝင်စုံစွာပြုပြင်ဖန်တီးပြီးစတုံးကြပါတယ်ပဲပုတ်အစမ်းစာတွေဟာတိုင်းရင်းသားတွေရဲ့ဤစဉ်စတုံးမှုမှာမပါမဖြစ် ပါဝင်ပတ်သက်နေတဲ့အာဟာရတန်ဖိုးနဲ့စားတောက်ကုန်တင်းတဲ့တမျိုးဖြစ်ပါတယ်ဟုတ်ပါတယ် ဲဘုံဟာကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရရှိစေတဲ့နိုင်ငံတကာသုံးတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။လေးလာမှုမှတ်တမ်းတွေအရဘဲဘုံသီးနှံဟာကမ္ဘာအရေးကြီးဆုံးသီးနှံ၁၀မျိုးအနက်မှာအမှတ်စဉ်၆နေရာမှာရပ်တည်လျက်ရှိပါတယ်။ဂျာမနီနိုင်ငံမှာဒုတိယကမ္ဘာစစ်ကြီးအတွင်းကဘဲဘုံကနေအာဟာရဖြစ်စေတဲ့ဓာတ်တွေကိုတိုက်ပန်နည်းနဲ့ထုတ်ယူပြီးကယ်လိုရီ1500ခန့်ပါရှိတဲ့ရိတ်ခါလုံးလေးများပြုလုပ်ကနာစီလုံးလေးလိုအမည်ပေးပြီးဂျာမန်စစ်တဲ့အတွက်ထုတ်ပေးခဲ့ပါတယ်။ ရိတ်ခလုံးလေးတစ်လုံးနှလုံးစားတော့လိုက်ရင်တနည်းတာတော့အင်းအားမစုံရပဲကျန်းမာစွာနေထိုင်နိုင်ကြပါရဲ့။ဟုတ်ပါရဲ့ရှင်။ပေဘောက်ကနေတခြားထုတ်လုပ်နိုင်တဲ့တံပိုးမြစ်ထုတ်ကုန်တွေကတော့ဆော့၊ဒိန်ကဲ၊ကော်ဖီ၊ကိတ်၊စီတူဘူး၊စာရင်းမြစ်၊ပုံနှိပ်မြစ် ရာဘာဒူဒက်စီအယောင်တင်စီနဲ့အလကုန်ပစ္စည်းအမျိုးမျိုးအိမ်သုံးစင်စားတဲ့လူအုံဆောင်ပစ္စည်းအမျိုးပေါင်း2000ခန့်ထုတ်လုပ်နိုင်ပါတယ်။ဒါရီပြည်ပဲဘုတ်ဒီနယ်ရဲ့ဘေးအတွက်ပစ္စည်းဖြစ်တဲ့ပဲဘုတ်စီချိတ်ဖက်တွေကိုပြန်လည်တန့်စင်ပြီးတော့တရိတ်ဆန်အစမ်းအစာဖြင့်ရုံးဆက်အသုံးပြုရမှလည်းမပါမဖြစ်ထည့်သွင်းအသုံးပြုကြပါတယ်။ ဒါကြောင့်မို့ဘဲဘုတ်ဒီနယ်ဟာလူသားတွေကိုအဟာရဓာတ်ဓာတ်ရိုက်ဖြည့်တင်းပေးတဲ့အပြင်တွယ်ဝိုက်သောနည်းလမ်းဖြင့်လည်းပရိုတင်းဓာတ်ကိုထောက်ပံ့ပေးပါတယ်။ဟုတ်ပါရဲ့ရှင်။ပဲပေါင်းမှာအဓိကပါဝင်တဲ့အာဟာရဓာတ်ကတော့ပရိုတင်းဓာတ်ဖြစ်ပြီးတော့အခြားကောင်းမွန်တဲ့စီနဲ့ကစီဓာတ်တို့လည်းပါဝင်ပါတယ်။ပြုတ်ထားတဲ့ပဲပေါင်း100ကျပ်မှာပါရှိတဲ့အာဟာရဓာတ်တွေကတော့ကယ်လိုရီ183၊ရေဓာတ်63ရာခိုင်နှုန်း၊ပရိုတင်း16.6ဂရမ်၊ ကစီတဲ့၉ဒသမ၉ဂရမ်၊တခြားတဲ့၃ဂရမ်၊ပြေဝစီ၁ဒသမ၃ဂရမ်နဲ့ခိုင်ရင်းပြေဝစီ၁ဒသမ၉ရှိဂရမ်၊သွေးထဲမှာကိုလက်စတရောဖြစ်ပေါ်မှုကိုအာမပေးတဲ့စီ၅ဒသမ၃ဂရမ်၊အိုမီဂါ၃ဒသမ၆ဂရမ်၊အိုမီဂါ၆၄ဒသမ၄ဂရမ်စတာတွေပါဝင်ပါတယ်။ဟုတ်ပါရဲ့ရှင်။ဒါကြောင့်မို့ဒီကနေ့အချိန်အခါမှာ လူသားတွေအလုံးအတွဲစားနပ်ရိက္ခာဖူလုံမှုအရေးပါလာသလိုစားတောက်တဲ့အစားအစာတွေမှာပါဝင်တဲ့အာဟာရတန်ဖိုးကိုလည်းကျန်းမာရေးရှုထောင့်ခန်းနဲ့ကြည့်ပြီးတော့အထူးဂရုစိုက်လာကြပြီဖြစ်ပါတယ်။ကျမတို့မြန်မာနိုင်ငံအတွင်းမှာမိတင်းနေထိုင်ကြတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့မိယိုးဖလားအစားအစာပဲဘုံဟင်းလေးတစ်ခွက်ပါဆိုတဲ့စကားလေးအတိုင်းပဲဘုံဟင်းရကိုခုံမင်းနှိမ့်ချစွာ စားသုံးကြဖို့လိုအပ်ပါတယ်။ကျမတို့အားလုံးအတွက်ပဲဘုံစားပြီး ကျန်းမာရေးကိုမြှင့်တင်နိုင်စေဖို့ ဘဲပုတ်တင်နဲ့စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ဖို့လည်းအလွန်အရေးကြီးပါတယ်။ဒါကြောင့်မို့အားလုံးအတွက်အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေကိုစားသုံးပြီးကျန်းမာတန်ဆွမ်းစေဖို့ဘဲပုတ်တင်နဲ့ကိုတိုးချဲ့စိုက်ပျိုးကြဖို့ဒီကနေ့သုတပရိသတ်စိုက်ပျိုးနည်းပညာအစီအစဉ်ကနေတိုက်တွန်းတင်ဆက်လိုက်ပါတယ်။နားဆင်ကြကြတဲ့တော်တော်ရှင်များအားလုံးစိတ်အီချမ်းသာခြင်းကိုယ်အီကျန်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။ you, yeah.